ာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်နိုင်ငံကောင်းဆောင်တွေကိုအချင်းချထားပြီးစစ်တပ်ကရွှေကောက်ပွဲလုံးမဲ့ပေါ်ကုလကိုယ်စားလှယ်မင်းကွန်းထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်အရေးပါတဲ့နိုင်ငံကောင်းဆောင်တွေကိုအချင်းချထားပြီးနိုင်ငံရေးကျင်းသား2000ကျော်ရှိတဲ့အချိန်စစ်တပ်ကျင်းပမယ်ရွှေကောက်ပွဲမှာအလုံးပါဝင်နိုင်ရင်ဆိုတာဘယ်လိုရှိနိုင်မလဲလို့မြန်မာနိုင်ငံဆိုင်ရာကုလသူကိုယ်စားလှယ်မစ္စတာဂျူလီဘီရှော့ကဆွန်လာကိုရက်ကပြုလုပ်တဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အလွတ်တဘောဆွေးနွေးပွဲမှာမင်းကွန်းထုတ်ခဲ့ပါတယ် ဒါကြောင့်နိုင်ငံတော်တိုင်ပင်ခံပို့ကိုဒေါအောင်ဆန်းစုကြည်နဲ့သမရဝင်းမြင့်ကိုပြန်လွတ်ပေးဖို့သူကတိုက်တွန်းခဲ့ပါတယ်။လေးနှစ်ကျော်ကြာအာနာသိမ်းထားတဲ့မြန်မာစစ်တပ်ရဲ့ဗျူဟာကိုမေးခွန်းထုတ်လို့တယ်လို့မစ္စတာဂျူလီဘီရှော့ကသူ့ရဲ့မြန်မာအရေးတင်ပြချက်မှာထည့်ပြောခဲ့တာပါ။မြန်မာမှာအရင်ကမကြုံခဲ့ရဘူးတဲ့။တိုင်းပြည်ပြိုကွဲမှုအခြေအနေနဲ့ကြုံနေရပြီလို့လည်းသူကထောက်ပြပါတယ်။ဖက်ပေါင်းဆောင်ကစစ်အနိုင်တိုင်ရေးချဉ်ကပ်မှုနဲ့ဆက်သွားနေပြီးအကြမ်းဖက်မှုတွေကိုမရက်တက်နိုင်ခဲ့ဘူးဆိုရင်ကိုကိုကိုဖျက်ဆီးရဲ့အခြေအနေစိုက်တယ်လို့မစ္စဂျူလီဘီရှော့ကတတိပေးပါတယ်။မြန်မာပဋိပက္ခကဒေသတွင်တန်ရမှုမကြီး ည်းထွားလာအောင်လည်းအာဆီယံနဲ့နီနီကပ်ကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့သူကထည့်ပြောပါရယ်တရုတ်ကိုယ်စားလှယ်မစ်ဆန်လိုင်းကတော့မြန်မာအရေးဖြေရှင်ရမနိုင်ငံကအနေနဲ့တင်းမာမှုတွေကိုပုံမှန်ပြင်းထန်ရှုပ်ထွေးလာစေမယ့်အစားမတူကွဲပြားမှုတွေကိုပေါင်းစုပြီးပြဿနာဖြေရှင်းသင့်တယ်လို့အဲ့ဒီအစည်းအဝေးမှာတင်ပြခဲ့ပါရယ်မြန်မာနိုင်ငံဆိုင်ရာကုလသူးကိုယ်စားလှယ်မစ်ဒူလီဘီရှော့နီနဲ့မြန်မာပြဿနာကိုနိုင်ငံရေးအရာဖြေရှင်းရမှာအပြုသဘောဆောင်တဲ့အခမ်းကဏ္ဍကနေတာပါဝင်ဖို့တရုတ်ကိုယ်စားလှယ်ကထည့်ပြောခဲ့ပါရယ်ဒီဆွေးနွေးပွဲကိုကုလသမဂ္ဂဆိုင်ရာမြန်မာမြန်မာကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်း ကတက်ရောက်ခဲ့ပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့စင်စင်ရှိသွားပြီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူ့လူမျိုးရေးတက်မတော့ PNL အထွေထွေအတွင်ရေးမှုဒေါ်နီနီကျော်မှစေအုပ်စုပိုင်းဂျက်တိုင်လင်းရင်တစီကိုပြစ်ချနိုင်ခဲ့ပြီးစကိုင်းတိုင်းပလင်းမြို့နယ်ရှိစပစီကြီးရွာဖုန်ကြီးကျောင်းနယ်ကိုမီးလောင်ပြက်ကျသွားတယ်လို့သတင်းဌာနကအတည်ပြုပြောကြားပါတယ်စေအုပ်စုရဲ့သတင်းမှန်ပြန်ကြားရေးဖွဲ့မှထုံးစံတိုင်းပင်လေးကျင့်နေစဉ်စက်ချုံရင်လို့ဖြစ်တယ်လို့ပြောလာခဲ့ပါတယ်ဗမာပြည်ကွန်မြူနတီပါတီလက်အောက်ခံ PNL တက်တွေကအစွန်လ2ရက်နေ့ကစပြီးပလင်း မြို့နယ်အတွင်းရှိကန်တောင်ရွာရဲစခန်းကိုတိမ့်ပိုင်နိုင်ဖို့တိုက်ခိုက်လာပြီးတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိပါသည်စစ်တပ်မှတိုက်လီရင်များဝိုင်းတွဲလီရင်များနဲ့ပုံကျဲပြီးအပြင်းအထန်ခုခံနေစဉ်အခုလိုဖြစ်ချခံရတာဖြစ်ပါသည်အာနာသိမ့်ပြီးချိန်ကစပြီးစစ်ချုပ်ရင်လို့လို့ဆိုကဖြစ်ချခံရတဲ့စင်ရင်ရင်ပေါင်းဆယ်စင်းရှိလာခဲ့ပြီးဖြစ်ပါသည်အမျိုးအစားအပြင်ဇက်တိုက်လီရင်၄စီရဟတ်ရင်၅စီတိုက်ခိုက်ရဟတ်ရင်တစ်စီးလို့ဖြစ်ပါသည်တော်လိုင်းတက်တွေက0.50 caliber M2 ဘရောင်နင်းစက်တနက်တုံးပြီးပြချခဲ့တာဖြစ်တယ်လို့မြင်းမြင်သက်တွေကဆိုပါတယ်မန္တလေးမြောက်ဘက် PDM များထိန်းချုပ်ထားတဲ့မေဒီယာမျိုးနယ်အတွင်းကိုစစ်ကြောင်းတူလာတဲ့စစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရလို့သိရပါတယ်ဒုစစ်ကိုရန်လိုက်တိုက်လိုက်လုပ်နေမယ်ဆိုကရန်သူအင်အားစုစည်းဖို့အချိန်ပေးတယ်လို့ဖြစ်ပါတော့မယ်အခုလည်း DNL ကနောင်ချုပ်ကိုလက်လွတ်ရမတက်ဖြစ်ပါတယ်တရုတ်နဲ့ပတ်သက်ပြီး၎င်းတို့ရဲ့သဘောထားမပြတ်သားမှုတွေကြောင့်လက်အောက်ခံတပ်များအကြားစိတ်တက်ကြဆင်းလာမှုနဲ့မယုံသင်္ကာများနဲ့အတူလူလူထောက်ခံမှုတွေလည်းကြဆင်းလာတဲ့ရှလက်တွေဖြစ်ပါတယ် တော်လိုင်းရေးကြီးအမြင်အောင်မြင်ဖို့အရေးကြီးဆုံးအချက်ကမြို့ပြလူထုလှူရှားမှုနဲ့တော်လိုင်းကိုဟန်ချက်ညီညီလှူရှားနိုင်မှာဖြစ်ပါမယ်။ကျူးပါတော်လိုင်းကိုကြည့်မယ်ဆိုရင်လည်းဒီနီးနီးပဲဖြစ်ပါတယ်။အမေရိကန်ရဲ့ပံ့ပိုးပေးထားတဲ့အာဏာရှင် ရစ်စတာအစိုးရကလည်းကက်စတိုနဲ့ချီလိုရဲ့ဇူလိုင်26ရက်လှုပ်ရှားမှုတက်တေကို B26 ဘုံကျဲလင်ရင်ကြီးနဲ့တော်လုံးကျွံ့များဘုံကျဲတက်ခိုက်ပါတယ်ဒါပေမဲ့ဇန်တီယာကိုမှာ1985ဇူလိုင်လ30ရက်နေ့မှာပေါ်ပေါက်ခဲ့တဲ့အလုသမားတွေရဲ့အထွေထွေသပိတ်ကြီးကတော်လိုင်းရဲ့အလဲပြောင်းခြင်းဖြစ်လာခဲ့ပါတယ်ဒီနေ့ကိုအခုတိုင်တော်လိုင်းအာဇာနီနေ့များလို့သတ်မှတ်ခဲ့ပါတယ်အခုတခါလူသူအဖို့စားဝတ်နေချက်တဲတဲ့ချက်တဲလာနေပြီဖြစ်ပြီးမြည်သူတအူးတယောက်ရဲ့လုံဆော်မှုမပါပဲလူသူအုံကြွမှုကြီးကအနည်းနဲ့အမြန်သူ့လိုလိုဖြစ်ပေါ်လာမှာဖြစ်ပါတယ် မယောင်လိုက်ပေါ်စိတ်ပြက်လာနေပြီဖြစ်တဲ့၎င်းရဲ့တစ္ဆာကံတက်တွေကလည်းလူလူရဲ့တရားမျှတစွာစန့်ကျင်အောင်ကြွလာမှုကိုပြစ်ခတ်နေနေဖို့ညှင်းဆန်လာနိုင်ပါတယ်ဒီလိုညှင်းဆန်လာတဲ့နေရာမယောင်လိုက်တို့မိသားစု၎င်းတို့ရဲ့ဖော်ကလေရင်ကြီးပေါ်တက်ပြေးရမယ်နေ့လည်းဖြစ်ပါတော့မယ် နောက်ထပ်တစ်ပုတ်အနည်းငယ်မင်းအောင်လိုင်ကစကိုင်းနဲ့မန္တလေးတို့ကိုလာရောက်တော်လဲငလင်တန်တဲ့ပြည်သူများအတွက်မြည်သည့်အကူအညီမှမပေးဘဲငွေကုန်ပေါက်များဖန်တီးသွားခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကမလ28ရက်နေ့ငလင်တန်ခံခဲ့ရတဲ့စကိုင်းနဲ့မန္တလေးတို့ကိုတွားရောက်ခဲ့ပြန်တော်လဲငလင်ကျောင်းနေအိမ်နဲ့အစည်းအဝေးများဆုံးရှုံးတဲ့ပြည်သူများအတွက်အကူအညီပေးခြင်းမရှိသေးကြောင်းငလင်ဘေးဒဏ်တဲ့ပြည်သူတွေကပြောပါရယ်။ဇွန်လ10ရက်နေ့မှာအကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကစကိုင်းနဲ့မန္တလေးမြို့တွေကိုတွားရောက်ပြီးငလင်ဘေးဒဏ်သူများပြန်လည်ပြင်ဆင်ရေးကိစ္စရပ်များကို ဓိကဦးစားပေးဆောင်ရွက်ကပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရပါရယ်မန္တလေးနဲ့စကိုင်းမြို့တို့မှာမင်းဟောင်လိုင်းလာရောက်မှာဖြစ်လို့ငလင်းကြောင့်ပျက်စီးနေတဲ့နေအိမ်များအဆောက်အုံများကိုစီပင်နေစစ်တပ်ကတုတ်ပြအပြာရင်းနဲ့မဖြစ်မနေကာထားဖို့ဖိအားပေးခဲ့ကြောင်းဒါအပြင်နေပြူများကိုအမြင်တင့်နေအောင်ရှင်းလင်းထားဖို့တင်ဆောင်နေတဲ့အဆောက်အုံတွေကိုအစိမ်းရောင်စရီနဲ့ဖြစ်နိုင်ပါကဖုံးထားရန်ဆိုတဲ့ငွေစည်းအကုန်ကြမ်းများတဲ့အမိန့်ညွန်ကြားချက်တွေပြုံပြန်ခဲ့တာကြောင်း ငွေကြေးအကောင်ကြများတဲ့အမိတ်ညွန်ကြားချက်များထုတ်ပြန်ခဲ့ကြောင်းဒါဝိမေငလင်းကြောင့်ဖြစ်စည်းဆုံးရှုံးမှုတွေကိုမြည်သည့်အကူအညီမှမပေးကြောင်းမန္တလေးမဟာအောင်မြင်မြို့နယ်မှာနေပြိုကျခဲ့တဲ့ပြည်သူတောင်းကရှင်းပြပါရယ်မေလာစံပိုင်းကလေးကမင်းအောင်လိုင်းလာမမို့နေဖြစ်စည်းတွေကိုသွတ်ကခိုင်းထားတာသွတ်တောင်မှာရိုးသွတ်မဟုတ်ဘူးအပြာရောင်တုတ်ထားတဲ့သွတ်ကခိုင်းတာအဲ့ဒါသွတ်ကစည်းတွေတက်နေချင်းကခိုင်းတာနောက်ပြီးနေအင်ကတင်းဆောင်နေရင်အစိမ်းရောင်အဆလိုဟာကြီးတက်နိုင်ရင်အုပ်ထားပေးပါဆိုပြီးလုပ်တယ်အဲ့တော့အနေရများလို့နေတို့အုပ်နိုင်ရင်လာအုပ်ပေးငါအစိမ်းစာဝယ်ထားမယ်ပြန်ပြောရတယ်လာလည်းမလုပ်ပေးပါ ဘူးအိမ်ကဆောင်းနေလို့စီပင်ကိုဖြိုပေးဖို့သွားတင်တာ3လလောက်ဆောင်းရမယ်ပြောတယ်ငလင်ပြီးတာနဲ့3လနီးပါးရောက်တော့မယ်ဘာအကူညီမမရတဲ့အပြင်ငွေကြေးကုန်ပေါက်တွေထပ်လုပ်ခိုင်းတာလာပြီးပြန်သွားတော့လဲဘာအကူညီမမရဘူးလို့မန္တလေးမှာပြည်သူတောက်ကရှင်းပြပါတယ်စကိုင်းမြို့ပေါ်မှာငလင်ကြောင့်နေအိမ်နဲ့စီဝိုင်းလုပ်ငန်းဆုံးရှုံးသူအလွန်များပြားပြီးလက်ရှိအချိန်ဒီစစ်ကောင်စီကမြည်သည့်အကူအညီမမပေးကြောင်းဒေသခံပြည်သူတွေကဆိုပါတယ်အိမ်လည်းမဖြတ်နိုင်သေးဘူးနေစရာလည်းမရှိဘူးငလင်ကြောင့်အိမ်ပြိုနေတဲ့မှာဆုံးသွားတဲ့အမေနဲ့အဖွားအတွက်တောင်လှလည်းမလုံနိုင်ဘူးလို့စကိုင်းမြို့ပေါ် ်မှာငလင်ပီးတန်တင်ပြည်သူတောက်ကပြောပါရယ်အကြံဖက်စစ်ကောင်စီကငလင်ပီးတဲ့သူတွေရဲ့နေအိမ်များပျက်စီးသွားတဲ့လူနေအိမ်3963လုံးကိုပျက်စီးမှုအလိုက်မကြမီထောက်ပံ့ပေးမှာဖြစ်ကြောင်းဇွန်လ6ရက်နေ့အမျိုးသားသဘာဝဘီအန်အေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာဒုတိယစစ်ကောင်ဆောင်စိုးဝင်းကပြောပါရယ်မလ28ရက်နေ့ငလင်အတွက်ပြည်တွင်းအလူရှင်တွေရဲ့လူဒန်းငွေကျပ်144ဘီလီယံကျော်နဲ့ပြည်ပအလူရှင်တွေရဲ့အမေရိကန်ဒေါ်လာ5သန်းကျော်ထည့်ဝင်ထားခဲ့ပြီးလက်ရှိအချိန်ထိစုစုပေါင်းငွေကျပ်264.6 656ဘီလီယံအသုံးပြုခဲ့ပြီဖြစ်ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။နောက်တဲ့တပုံအနေနဲ့စစ်မှုထမ်းခေါ်ယူခံရတဲ့ပြန်ပြူရွာသား40ကျော်ကြောက်ဖြူတိုက်ပွဲတွင်အေဒန်လာရောက်ပူးပေါင်းနေကြောင်းတင်ဆက်ပေးပါမယ်။အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူခံရတဲ့ရခိုင်ပြည်စစ်တွေမြို့နယ်ပြန်ပြူ ကျင်းရွာသား40ကျော်မှကြဖြူတိုက်ပွဲတွင်အရခတတော်အေးတပ်ကိုလာရောက်ပူပေါင်းအလင်းဝင်သွားကြကြောင်းမိသားစုဝင်များနဲ့တရင်ရင်မြများထံမှသိရပါရယ်ကြဖြူမှဖြစ်ပွားနေတဲ့စစ်ကောင်စီနဲ့အရခတတော်အေးတိုက်ပွဲတွင်စစ်မှုထံခွန်ယူခံရတဲ့ပြိုင်းဖြူရွာသား40ကျော်ကဆွန်လာပထမပတ်လောက်ကလာရောက်ပူပေါင်းခဲ့တာဖြစ်ကြောင်းတရင်ရင်မြတွေကပြောပါရယ်ပြောင်းနေတဲ့ပြိုင်းဖြူရွာသား40ကျော်ကြဖြူတိုက်ပွဲမှာ AC ကိုအလင်းဝင်သွားကြတဲ့စစ်ကောင်စီကဖမ်းထားတဲ့ပြိုင်းဖြူရွာသားတွေက40ကျော်ကိုစစ်မှုထံခွန်ယူပြီးစစ်တနန်းသားတွေပြီးတယ်ပြီးတော့ကြဖြူတိုက်ပွဲကို ို့တယ်မိသားစုဝင်တွေနဲ့အဆက်အသွယ်မရတာကြာပြီးပျောက်နေတဲ့သူတွေပေါ့အခုတော့အေးနဲ့ပူပေါင်းသွားကြပြီလို့စစ်တွေသတင်းရင်းမြစ်တွေကပြောပါတယ်။2024ခုနှစ်မေလ29ရက်နေ့ကစစ်တွေမြို့နယ်ပြိုင်းဖြူကျေးရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ALP တပ်ဖွဲ့ဝင်တွေကလက်နက်အပြည့်စုံနဲ့ရွာထဲဝင်ရောက်ခါရွာသားများဖမ်းဆီးခြင်းတပ်ဖြတ်ခြင်းများကိုကျူးလွန်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်တွင်အပြစ်မဲ့ရွာသား42ဦးထက်မနည်းကိုစစ်ကောင်စီနဲ့ ALP တပ်ဖွဲ့ဝင်တွေကအကြမ်းမဲ့မတရားအစုလိုက်ပြုံလိုက်တပ်ဖြတ်ခံခဲ့ကြရပြီးအများပြားလည်းဖမ်းဆီးခံခဲ့ရပါတယ်။နောက်ထပ်ရွာသား350ခန်းကစစ်ကောင်စီရဲ့အတင်းအဓမ္မအကြမ်းမဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး295ဦးမှာပသိမ်အကျဉ်းထောင်မှာရှိနေကြောင်းနဲ့ကြံ40ကျော်မှာစစ်ကောင်စီရဲ့အတင်းအဓမ္မစစ်မှုထမ်းအတွက်ခေါ်ယူခံခဲ့ရပါတယ်။အေးထံအလင်းဝင်လာတဲ့ပြိုင်းရွာသားများမြည်သူမြည်ဝါဖြစ်ကြောင်းနဲ့၎င်းတို့ရဲ့မိသားစုဝင်တွေမှာမြည်သူမြည်ဝါဖြစ်ကြောင်းကိုတော့သတင်းဌာနက ိရှိထားပေမယ့်လုံခြုံရေးအရာအမည်ဖော်ပြနိုင်ခြင်းမရှိပါဘူး။ဖန်စီခံထားရတဲ့ပြန်ပြူရွာသားတွေထဲမှာအချို့ကိုစစ်ကောင်စင်ကစစ်မှုထမ်းအတွက်ခေါ်ယူခြင်းနဲ့ကြောက်ပြူတိုက်ပွဲကိုပို့ဆောင်ပြီးအင်တန်အလင်းဝင်သွားကြတာကိုမိသားစုဝင်တွေကတဆင်အတည်ပြုထားကြောင်းတရင်အရင်းမြစ်တွေကပြောပါရတယ်။အလင်းဝင်သွားကြတဲ့သူတွေကိုယ်တိုင်သူမိသားစုကိုဖုန်းဆက်လာလို့သိရတာပါ။မိသားစုဝင်တွေကတော့အင်အေးကိုပဲရောက်သွားလို့ပြောနေကြတာပေါ့ဒီတရင်ကသိကြပါတယ်လို့တရင်အရင်းမြစ်တွေကအခိုင်အမာပြောပါရတယ်။အဆိုပါကိစ္စနဲ့ပတ်သက်ပြီးအရခတ်တက်တော်ပြောခွင့်ရဥက္ကဋ္ဌ ကိုသတင်းဌာနကဆက်သွယ်နေစေဖြစ်ပြီးတိကျအတိမပြုနိုင်သေးပါဘူး။ကြောက်ဖြူမျိုးနီမှာစစ်ကောင်စီတပ်နဲ့အာရခတ်တပ်တော်အင်တို့ကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီရဲ့စစ်စခန်းသုံးခုထပ်မင်းကိုတိမ့်ပန့်ရရှိထားကြောင်းသိရပါတယ်။အမတ်30နေရဲတပ်ရင်းကနန်းဖဲတောင်စကန်မင်းတတောင်စကန်နဲ့လိတ်ခမော်စကန်တို့ကိုအေကတိမ့်ပန့်ထားပြီးအဲ့ဒီစကန်တိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့တိုင်းစစ်ဦးစီးမှုပထမရန်ဒုတိယပုံမှုကြီးရဲ့ပါဝင် စစ်တုံးမှန်15ကိုအေကအရှင်ဖမ်းဆီးရရှိခဲ့ပါတယ်။ အပြစ်မဲ့ပြိုင်းဖြူချင်းရွာသားတွေကိုအာနာသိန်းစစ်ကောင်စီနဲ့ ELB တပ်ဖွဲ့ဝင်တွေကအာရခတတော်အေးနဲ့ဆက်သွယ်ဆောင်ရွက်ခြင်းထောက်ပံ့ပေးရလို့ဆိုပြီးမတရားဖန်ဆီးခံခဲ့ရပါတယ်။ပြိုင်းဖြူရွာသားအလုံးကစစ်ကောင်စီရဲ့နှင်ထုတ်ခြင်းကိုခံခဲ့ရပြီးလက်ရှိမှာစစ်တွေမျိုးတဲ့ရှိဖုံးတော်ကြီးကြောင့်များမှာစစ်ပီးရှောင်ခြင်းအပြင်ကိုလုံးရဲ့ရှိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။